ာဝိတိမြို့မှာမအီတခုသားတခုလင်ယောက်ျားကဆုံးမသွားလို့မအီတခုသားတခုနေထိုင်တဲ့ဓမ္မကြီးတယောက်ရှိတယ်တူရီတော်သားလေးသူ့မှာအဲ့ဒီတူရီတော်သားလေးအပြင်သူအင်မတန်ကြည်ညိုတဲ့မျက်နှိုးတဲ့ပါဝေယကလို့အမည်ရှိတဲ့ဒိဋ္ဌိတက္ကရွန်တယောက်လည်းရှိတယ်ပြင်ဆိုတော့အဲ့ဒီတက္ကရွန်ကိုသူကအင်မတန်ကြည်ညိုလား သားလိုလဲချစ်တယ်လုံးစရာရှိတဲ့လို့ဆိုရင်အဲ့ဒီတကတွန်းကိုအမြဲတမ်းတိုင်ပင်နေဒီလိုနဲ့နေလာရင်းနဲ့သုံးလောကထိုတာတပည့်ညူမြတ်စွာဘုရားပွင့်တော်မူလာတော့တဝိတိမျိုးတွေကလူတွေအချင်းချင်းပြောကြရင်းနဲ့ဘုရားရဲ့ဂုံတွေဘုရားရဲ့ကျေးဇူးတွေကသူ့ရဲ့နားထဲကိုရောက်လာတယ်။တာကီဝင်မင်းသားမြတ်စွာဘုရားဟာ ိလေသာခတ်သိမ်းချုပ်ငိမ့်တော်မူတဲ့မကောင်းတဲ့စိတ်အငြိအကြီးပူလောင်စေတတ်တဲ့စိတ်ဓာတ်တွေဘာမှမရှိတော့ဘူးတဲ့ဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားဟာတိစေယတရားအလုံးစုံကိုအကုန်လုံးသိတော်မူတဲ့ချမ်းသာကြောင့်တရားဆင်းရဲကြောင့်တရားအကုန်လုံးသိတော်မူတဲ့ဒါဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်အနန္တရှိတဲ့အ낵ကဒါအချင်းချုပ်လိုက်မယ်ဆိုရင်ဒီနှမျိုးပဲဒါလေးလည်းပဲအပြေးလွားလေးမှတ်လိုက်ပါဦးဗျာ မြတ်စွာဘုရားရဲ့ဂုံကိုအကျဉ်းချုပ်မယ်ဆိုလို့ရှိရင်ကိလေသာနဲ့တိစေရာဂုံနာပိတယိဘာနဲ့ဘာဂုံနဲ့ကိလေသာရဲ့တိစေရာရဲ့ဂုံနာအညစ်အကြေးတွေစိတ်အညစ်အကြေးတွေဘာမှမရှိတော့မတိသေးတာဆိုလို့ဘာမှမရှိတော့အဲ့ဒါလို့ဘုရားရဲ့ဂုံတော်ကြီးစိုးတော်တွေကိုကြားရတော့ဒကမာကြီးကမြတ်စွာဘုရားကိုသွားပြီးတော့ဖူးခြင်းတယ် အဲ့ဒီတော့သူ့ရဲ့သားလို့ချင့်ရတဲ့ជីညူရတဲ့ပါဝေယကကိုသွားပြီးတော့တိုင်မင်းနေအမေအဲ့ဒီဂေါရမဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားကိုဖူးကျင်နေအဲ့ဒီလိုလဲပြောလိုက်ရော ပါဝေယကကလူလေပဲဗျာဂေါရမဗုဒ္ဓနဲ့သာသွားတွေ့မယ်ဆိုရင်သူ့ကိုជីညူသွားတာနဲ့ငါ့ကို လုံးဝထက်တွတ်တော့မှမဟုတ်တော့ဘူးတဲ့သူ့စိတ်ထဲမှာစဉ်းစားလာခမရဘာလို့သွားပြီးတော့ဖူးမြော်မှလဲ အဲ့ဒီဂေါရမဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာအာဝတ္တနီယမာယာအောက်လန်းပညာတတ်တယ်။သူသည်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုမကြည်ညိုရမနေနိုင်အောင်ဆွဲဆောင်တတ်တဲ့အတတ်ပညာ။ဘုရားလက်ထက်ကဒိဋ္ဌိတွေကမြတ်စွာဘုရားကိုမနာလိုတော့အဲ့ဒါလိုအပုတ်ချကြတာ။အမှန်ကတော့မြတ်စွာဘုရားဆိုတာကသိပြီးတော့တပ်ပေတဲ့ရုပ်အဆင်းကိလေသာကိန်းတွေလိုအင်မတန်ငြိမ်းချမ်းနေတဲ့မျက်နှာအဲ့ဒါလို့ ရုပ်အစင်းဘက်ကရောဓမ္မဘက်ကရောပြောစရာမရှိအောင်ပြည့်စုံတာဆိုတော့မြင်ရရင်မကြည်ညိုရရင်မနေနိုင်ဘူးအဲ့ဒါကိုမနာလိုလို့အဲ့ဒါလိုမြတ်စွာဘုရားကိုအာဝတ္တနိယမာယာတက်တယ်လို့ပြောကြတာတဲ့အဲ့ဒါလိုပြောပြီးတော့တားလိုက်တော့ဒကမာကြီးကနောက်ဆုံးသွားရောနောက်ရဲ့အနေငယ်ကြတော့ဒုတိယံပြီးနှစ်ကြိမ်မြောက်မြတ်စွာဘုရားကိုဖူးမြော်ခြင်းတော့သွားပြီးတော့တိုင်မင်းနေတားပြန်လာပဲ တတိယအကျင့်တိုင်မင်နဲ့တားပြန်တာပဲသရုထအကျင့်ကြတော့မတိုင်မင်တော့ဘူးအဲ့ဒါမြတ်စွာဘုရားစီကိုသူ့ရဲ့သားအရင်းကိုလွတ်တယ်ငါသားမနေ့ပြန်မနေ့မှာအဲ့ဒီမြတ်စွာဘုရားကို နောက်ပါတန်ခါများစွာနဲ့အိမ်ကိုဆွမ်းစားကြွပါလို့တောက်ပြီးတော့ပြင့်ကြည့်လို့ခိုင်းလိုက်တယ်အိမ်မှာမန္တကြီးထိုးပြီးတော့မြတ်စွာဘုရားတန်ခါတော်ဒီဖုံးပေးဖို့ဆွမ်းကွမ်းနေစီစဉ်ပြီးတော့တက္ကပါကြီးကနေတာ အဲ့ဒါဖရာသွားပင့်တဲ့သားကဖရာစီတမ်းမသွားဘဲနဲ့ပါဝေယကစီကိုဝင်တာဝင်တဲ့အခါကျတော့မင်းဘယ်သွားမှာတို့မြတ်စွာဘုရားကို အမေကသွားပင့်ခိုင်းလို့ဖရာဟာသွားမပင့်နဲ့ကွာအမေစကားနားမထောင်ပဲမနေရဘူးဖရာအေးအဲ့ဒီလိုဆိုရင်မင်းအမေစကားကိုလည်းနားမထောင်ရမရောက်အောင်ငါတို့အကြံစီလဲအောင်မြင်အောင်မင်းဖရာစီကိုသွားပြီးတော့ပင့်တော့ပင့်ခဲ့ကွာ ဒါပေမဲ့လို့မြတ်စွာဘုရားကြွလာရမယ့်နေရာကဘယ်နေရာဘယ်လမ်းဘဇုအိမ်လို့မင်းနေရာဒေသကို မပြောခင်နေတဲ့အရှင်ဘုရားမနေ့ပြန်ဆုံးဖုံးပေးကြွပါဘုရားလို့ဒါပဲပြင်ပြီးတော့ပြန်လာခဲ့အဲ့ဒါဆိုရင်မင်းတို့အိမ်ဘယ်နားနေမှမသိတော့အဲ့ဒီမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်အတွက်ချက်ထားတဲ့ဆွန်းနေကိုငရုနှစ်ယောက်စားကြတာပေါ့ အဲ့ဒါလိုအကြံပေးတော့အဲ့ဒီကလေးကမြတ်စွာဘုရားကို သွားပင့်တယ်အရှင်ဘုရားမနဲ့ပြန်ပါတပည့်တော်တို့အိမ်ကိုဆုံးဖုံးပေးကြပါဒါပဲပြောခဲ့တာနောက်နေ့မနဲ့လင်းတဲ့အခါကျတော့နောက်ပါတန်ခါမြတ်စွာချမ်းရမ်းပြီးတော့မြတ်စွာဘုရားကအိမ်တော်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်ကြွလာတယ်မြတ်စွာဘုရားရောက်မလာခင်မှာတက္ကသိုလ်ကအရင်ရောက်လာတော့ ဖះနဲ့အယူအဆမတူတဲ့အတွက်ကြောင့်အိမ်ခန်းထဲမှာသူ့ကို တကားပေါက်ပိတ်ပြီးတော့ကျွေးစရာရှိတာကျွေးထားတာဒကမာကြီးကအချိန်တန်တော့မြတ်စွာဘုရားရောက်လာတော့သူအံ့ဩနေတယ်။နေရာကိုမပြောခဲ့ဘဲနဲ့ဘယ်နဲ့ကြောင့်ရောက်လာတော့အဲ့ဒါကိုဦးဇင်းတို့စာထဲကရှင်းပြထားတယ်။ဖះဆိုတာတဲ့။နတ်ပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းကိုလည်းတိတယ်တဲ့။ဟုတ်လား။ ်ပြမပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်စိတ်ဝင်စားတယ်ဆိုရင်ငရေပြည်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်နောက်ဆုံးဘဝတန်တရာကထွက်မြောက်ရာဂတိဝိမု ക്ത လို့ဆိုရတဲ့နိဗ္ဗာန်ကိုဘလို့သွားရတယ်ဆိုတဲ့လမ်းလည်းသိတယ်တာဝိတိမြို့တဲကရှိတဲ့အိမ်တအိမ်ကိုသွားရတဲ့လမ်းလောက်တော့ဘယ်မသိဘဲနေမှာလဲတဲ့ဒီလိုလေးရှင်းပြထားတယ်ဒီတော့ဒကာရမတို့ဦးဇင်းတို့အတွက် သွားကျင်လဲဆိုရင်ပန်းတိုင်အသီးသီးကိုရောက်တဲ့လမ်းတွေကိုမြတ်စွာဘုရားပြောမထားဘူးလားပြောထားတယ်ကိုကြိုက်တဲ့လမ်းကို ကိုလျှောက်ကြဖို့ပါပဲဟုတ်ရဲ့လားခုမြတ်စွာဘုရားကအိမ်ကိုရောက်လာတော့တက်ကတော့ကအံ့ဩနေတယ်အဲ့ဒါမြတ်စွာဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုဆွန်ဖုံပေးဖို့ဆွန်ကတ်ဆွန်ဖုံပေးပြီးပြီဆိုတော့မြတ်စွာဘုရားကအနုမောဒနာတရားများဟောကြား တကမာကြီးဆိုတာမပြောနဲ့တော့ပျော်လိုက်တာ ပီတိတွေနဲ့ကြည်စံအတွေ့နောက်ကျလိုက်တာအင်မတန်နှူးညံ့တဲ့အင်မတန်သိမ်မွေ့တဲ့အင်မတန်သက်ပေတဲ့အင်မတန်အိဗေရှိတဲ့တရားစကားတွေကို ပြောကြတော်မူတဲ့မြတ်စွာဘုရားမြတ်စွာဘုရားကလေးနဲ့တဲ့အိဗေတခုကိုပြောလိုက်တိုင်းပြောလိုက်တိုင်းအောက်ကသာဓုအချင်းချင်းခေါ်လို့ပြောပြီးတော့ပီတိတွေနဲ့နှစ်သက်နေတာတကမာကြီးကမြတ်စွာဘုရားကလည်းရှေ့ကတရားဟောပေါ်ဗျာ အဲ့ဒီလိုတက္ကမကြီးကပီတိတွေနဲ့နှစ်သက်နေပြီမလို့အိမ်ကန်းထဲမှာတကားပေါက်ပိတ်ပြီးတော့စားတောက်နေတဲ့ပါဝေယကကလုံးဝမကျေနပ်ပျက်စီးသွားပြီတဲ့ငါရဲ့လက်လာဘတွင်ကြီးခန်းချောက်သွားပြီဒီတက္ကမကြီးကငါကိုဘယ်လိုမှကြည်ညိုတော့မှမဟုတ်တော့ဘူးမနာလိုတဲ့တရားတွေဝန်တိုတဲ့တရားတွေနှိပ်ဆက်ပြီးတော့မအောင်နိုင်မအီးနိုင်မဲနဲ့တကားပေါက်ကိုဖြုံးကနေဖွင့် ပရိသတ်တွေတန်ဃာတို့တွေနဲ့ဝန်းရံနေတဲ့မြတ်စွာဘုရားရဲ့ရှေ့ကိုရောက်လာပြီးတော့လက်ညှိုးထိုးပြီးတော့ဘုရားကိုဆဲတယ်တဲ့အဲ့ဒီတက္ကတွန်းကဘုရားကိုဆဲပြီးအားမရတော့တက္ကမကြီးကိုလည်းဆဲတဲ့အယုဒ္ဓအနတ္တတွေပြောပြီးတော့အဲ့ဒါတခါတည်းထွက်ပြေးသွားလာပါဝေယကကအဲ့ဒီမှာတက္ကမကြီးကစောစောကဖြစ်နေတဲ့ပီတိတွေကြက်ပြောက်ငှက်ပြောက်ပျောက်သွားပြီမရှိတော့ရှက်လိုက်တာ ပရိသတ်ကြားတဲ့တန်ဃာတော်ရဲ့ရရှိဖရာရှင်ကိုတော်မြတ်ရဲ့ရှိငါမှဒီလိုယုံညံ့တဲ့ပုဂ္ဂိုလ်ကိုကိုးကွယ်ထားရတယ်ဒီလိုယုံညံ့တဲ့ပုဂ္ဂိုလ်နဲ့မိษွေအပေါင်းအသင်းရှိတယ်လို့သူများတွေသိကုန်ပြီမျက်နာဓာနဲ့သာလှီးပစ်လိုက်ခြင်းတော့ငါတသက်လုံးကြွေးခဲ့မွေးခဲ့တဲ့ဂျေဇူးဂုံကိုမှ မထောက်ငါ့ကိုလူကြားတဲ့ပက်ပက်ဆက်ဆက်ပြောသွားတယ်ဆိုပြီးတော့ ပါဝေယကရဲ့အကြောင်းကိုတွေးရင် တွေးရင်နဲ့စောစောကဓမ္မကြောင့်ဖြစ်နေတဲ့ပီတိတွေရှိသေးသလားမရှိတော့ဘူးမြတ်စွာဘုရားရှိကဘာတွေဟောလို့ဟောနေမှန်းကို မသိတော့ဘူးအဲ့ဒါလောက်ထိဖြစ်သွားတာအဲ့ဒီမှာမြတ်စွာဘုရားကဟောနေတဲ့ဒေသနာအစဉ်ကိုရက်ပြီးတော့ယခုနကဥစဉ်ပေသက်ပေါင်းသူတော်ကောင်းတို့ကိုအကြံမြင်လေးရှင်းပြခဲ့တဲ့ဂါထာလေးအဲ့ဒီမှာဟောတာဗျနော် သူတစ်ပါးဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစင်စားနဲ့သူတစ်ပါးကကိုယ့်ကိုမုံလို့ပြောတဲ့စကားတွေကိုအောက်မေ့မနေနဲ့ကိုဘာတွေလုပ်နေတယ်လုပ်မနေဘူးဆိုတဲ့ကိုအကြောင်းကိုကိုသားလည်းအရေးတကြီးစဉ်းစားစမ်းပါလို့ဒါလေးပြောပြတာနပရိသဝီလောမနိနပရိသံကတာကတံအတနောဝအဝေခေယကတာနိအကတာနိသပရိသံသူတော်ဘာတို့ဤ ဝီလိုမာနီမိမိအပေါ်မလျော်အောင်စိုးစောကားကားပြောကြလာတဲ့စကားရုပ်တို့ကို နာဝဲခိယမကြည်မနှက်စေဝဲမှတ်၍မပြက်ခါကအောက်မေ့ဆင်ခြင်၍မနေရပရိသန်သူတပါတို့ဤကတာကတံပြုအမပြုအအယယဟု ကောင်းမှုမကောင်းမှုတို့ကိုနာအဝဲခိယအလုတ်တခုကယုပြု၍ကြည်ရှုဆင်ခြင်၍မနေရ အတနောဝမိမိဤသာလျှင်ကတာနိစပြုအပ်တော်မူသူကို၎င်းအာကတာနိစမပြုအပ်တော်မူသူကို၎င်းအာဝခိယအလုတ္တခုကယုပြု၍ကြည်ရှုရှင်ဉာဏ်ကုန်ရာတတိ